ဒါဟာ JSOWC ဖြစ်ပါတယ်။ရေတက်လင်းတင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့တစ်ခုကတိကျမှုကိုပြစ်ဒဏ်ဖြစ်ပြောင်းလဲပေးတဲ့လက်နက်ပါ။ဟူဒီများကဘာမှမသိလိုက်ရပဲရုတ်တရက်အရာအလုံးတစ်ပြိုင်နက်ပေါက်ကွဲသွားခဲ့ပါတယ်။မက်လာ28ရက်နေ့မှာ USS Harry S Truman မှ F18 တိုက်တင်ရင်များကဂျီမဲနိုင်ငံတွင်းသို့ဖောက်ထားတဲ့လှိုင်ကောင်းပေါင်းများစွာကိုတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီတောင်ဝင်အောင်မြင်မှုအလုံးဟာဒီတိကျတဲ့လက်နက်အစ်တကြောင့်သာဖြစ်နိုင်ခဲ့တာပါ။ မစ်ရှင်တစ်ခုလုံးရဲ့အောင်မြင်မှုဟာနောက်ထပ်ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေပေါ်မှာမူတည်ခဲ့ပါတယ်။ဒေတာဆန်တော်ချိန်၊တုံညာလေးလေးတုံညာမှာပထမဆုံးတိုက်ခိုက်ရေးဖွဲ့ကပင်လယ်ဒီပေါ်မှာနိုင်ပါစွာအတန်တိတ်ပြန်တမ်းပြီး၎င်းတို့ရဲ့ပထမပြစ်မှတ်ဖြစ်တဲ့ဆန်နာမျိုးစီကိုခွဲထွက်သွားခဲ့ပါတယ်။ပြစ်မှတ်၈ခုကို၎င်းတို့ရဲ့မစ်ရှင်စနစ်ထဲမှာကြိုတင်သတ်မှတ်ထားခဲ့ပြီးလေးများကဖွဲ့စည်းမှုနှစ်ခုအဖြစ်ခွဲထွက်သွားခဲ့ပါတယ်။ပထမဖွဲ့ကမြို့ဆော်မှာရှိတဲ့ခုတီများကနှစ်ပတ်ခန့်ကပြန်လည်တိစောက်ထားတဲ့ခိုင်ခန့်တဲ့စစ်ဌာနတို့တစ်ခုကိုပြစ်မှတ်ထားခဲ့ပါတယ်။ ဒီအချိန်မှာပဲဒုတိယပိုင်းက JSOWC လက်နက်များကိုလူနေရပ်ကွက်များကြားမှာဖုံးကွယ်ထားတဲ့လက်နက်တူလာရုံများစီတို့ပစ်လွှတ်ခဲ့ပါတယ်။တတိယပစ်မှတ်ဖြစ်တဲ့ဆန်နာနိုင်ငံတကာလေစိတ်ကိုလည်းထပ်မံတိုက်ခိုက်ခဲ့ပြီးဟူဒီများကပြုပြင်ထားတဲ့လေရင်ကွင်းပေါ်ကပြန်လည်ဖာထေးထားတဲ့နေရာများကိုဖျက်ဆီးခဲ့ပါတယ်။9မိနစ်တွင်မြို့တော်တွင်းရှိအဓိကဗဟိုဌာန၃ခုဟာမိကုန်းငွေများနဲ့အပျက်စီးများဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါဟာမနက်စာမစားခင်မှာပင်ဖြစ်ပွားခဲ့တာပါ။ JSOWC ပင်လယ် version ဟာ အလေးချိန်1065ပေါင်ရှိတဲ့လက်နက်ဖြစ်ပြီးအရှေ162လက်မရှိကပြစ်လွတ်ပြီးနောက်ဖြန့်ကားတဲ့73ပေရှိတဲ့တောင်ပန်းများပါရှိပါတယ်။၎င်းဟာ JSOW အမျိုးအစားတွေကရခိုင်တုံးကြီးများနဲ့အရွယ်အစားတူညီပေမဲ့၎င်းကိုတကယ်ထူးခြားစေတာကဒါဟာပေါင်9000ရှိတဲ့ Royal Ordnance Omnignet Chuck Brooch ဖြစ်တဲ့ဘုံဖြစ်ပါတယ်။ဒါဟာ American စစ်တပ်ရဲ့ရခိုင်အကွာအဝေးကိုတိုးချဲ့ထားတဲ့လေမှမြေပြင်တုံးကြီးများထက်ပုံမှန်ထိရောက်စေတဲ့ပြိုဝက်ဆော့ရဲ့အစိပ်ပိုင်းတစ်ခုပါ။ Roach ဟာအဆင့်အဆင့်ပါတဲ့ထိုးဖောက်လက်နက်ဖြစ်လို့ထူကြပါဗျ။၎င်းရဲ့လှုပ်ဆောင်ပုံကဒီလိုပါ။ဒုံးကြီးကပြစ်မှတ်နဲ့ထိတွေ့တဲ့အခါ၎င်းရဲ့ကောင်းမှရှိတဲ့ပေါင်90ရှိတဲ့ဖောက်ခွဲရည်ပစ္စည်းကပောက်ကွဲပါဗျ။ခေါင်းထဲမှာဒီလိုပါလာတဲ့တတုစာရွက်တစ်ခုရှိပြီး၎င်းဟာကြီးမားတဲ့အပူချိန်နဲ့ဖိအားကြောင့်လင်းမြန်စွာအတွင်းသို့ပြိုကျသွားပါဗျ။ဒီတတုစာရွက်ပျော်ကျသွားတဲ့အခါဒုံးကြီးရဲ့စွမ်းရင်ကဒီအလွန်ပူပြင်းတဲ့တတုရည်အားလုံးကိုတခုရီးသောအထိတ်ရွယ်စားရှိတဲ့အမှတ်တစ်ခုပေါ်သို့တွန်းပို့ပါဗျ။ဒီချော်ရီစီးကြောင်းဟာ ကန်ဝင် BLU 109ဘဟုဖောက်ပုံထက်1.5ဆပူမိုကောင်းမွေးတန်မဏိတန်ချောင်းနဲ့အားဖြည့်ထားတဲ့ကွန်ကရစ်နဲ့ဟူသီများကဖုံးကွယ်ကိုကျိုးလာနေတဲ့အရာမှန်သမျှကိုတစ်စက္ကန့်လျှင်10ကီလိုမီတာအမြန်နှုန်းနဲ့ထိုးဖောက်နိုင်ပါတယ်။ဒီချော်ရီစီးတောင်းဟာတန်မဏိအခဲ3ပေအထိဒါမှမဟုတ်အားဖြည့်ထားတဲ့ကွန်ကရစ်6ပေအထိထိုးဖောက်နိုင်ပါတယ်။ဒီချော်ရီချက်ကအကာအကွယ်လွှာကိုဖောက်ထွင်းပြီးသွားတဲ့အခါတကယ်ထိခိုက်မှုကဒီညမှာဖြစ်ပေါ်ပါတယ်။9မီလီမီတာစက္ကန့်အတွင်း450ပေါင်ရှိတဲ့ ပင်မဖောက်ခွဲရေးပစ္စည်းကပုံဖော်ထားတဲ့ဖောက်ခွဲရေးပစ္စည်းကဖန်တီးထားတဲ့ကျင်းမြောင်းတဲ့လမ်းကြောင်းတွင်လိုက်ပါလာပါတယ်။ဖောက်ခွဲရေးပစ္စည်းကအပေါက်ထဲမှာရှိနေပြီဆိုတာသိကြသည်ဖို့1မီလီစက္ကန့်နှောင့်နှေးပြီးမှအင်အားပြင်းထန်စွာပောက်ကွဲပါတယ်။ပောက်ကွဲမှုနေရာမှာ1မီတာအတွင်းရပ်နေသူတိုင်းဟာ9000 PSI အထိဖိအားလွန်ကဲမှုကိုခံစားရမှာဖြစ်ပြီး10မီတာအတွင်းရှိသူတွေကတော့800 PSI အထိဖိအားကိုခံစားရမှာပါ။ဒီဖိအားတစ်ခုခုကိုခံစားရရင်အသက်ရှင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါနဲ့မလုံလောက်သေးဘူးဆိုရင်ဒီဖြက်စည်းနိုင်စွမ်းဟာမြန်နှုံးမြင့်တမဏိအပိုင်းစာပေါင်း4500ခန်းနဲ့ပေါင်းဆက်ထားပြီးဒီအပိုင်းစာများဟာ30မီတာအကွာအဝေးထိကြည်ကာဝတ်စုံကိုထိုးဖောက်နိုင်ပါတယ်။ဒီဒုံးကြီးများထိမှန်တဲ့မြည်သည့်အရာမဆိုချက်ချင်းအလုံးစုံပြက်စည်းသွားမယ်ဆိုတာသိကြပါဗျ။ဒေတာဆန်တော်ချင်း9နာရီမှာတော့ဂျက်လင်ရင်များကိုလက်နက်ပြန်တက်စင်စီဖြည့်ပြီးဒုတိယအခြေအတွက်အသင့်ဖြစ်နေပါပြီ။အမိုင်းရန်ပြည်နယ်မှာအထူးသဖြင့် Jabal El Aswad မှာဆက်သွယ်ရေးဗဟိုဌာနတစ်ခုရှိပြီး ၎င်းဟာကြောက်တုံးခဲ20ပေထပ်ပူနေတဲ့မြေအောက်မှာတည်ရှိပါတယ်။ဒီဘဟုဌာနမှာဟူသီများကဒုံးကျည်ပြစ်လွှတ်မှုများကိုညှိနှိုင်းမှုအသုံးပြုတဲ့စာဝတ်ထုတ်လွှင့်စနစ်များပါဝင်တယ်လို့ယူဆရပါတယ်။ဒီတစ်ချိန်မှာတော့ဖွဲ့စည်းမှုများက GSOWC လက်နက်နောက်ထပ်၄ခုကိုမြေအောက်နေရာစီပြစ်လွှတ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုများက area တစ်ခုလုံးမှာတုံခါမှုလိုင်းများပို့လွှတ်ခဲ့ပြီးဟူသီများရဲ့စစ်မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းများအလုံးကိုချက်ချင်းဖျက်ဆီးပစ်ခဲ့ပါတယ်။ ပြစ်မှတ်ထားမှုဟာအတိအကျဖြစ်ပြီးလေဆာညွှန်လက်နက်များကလေဝင်ပေါက်များလေကားများနဲ့အားဖြည့်ထားတဲ့ဗဟိုတွင်းများတွေကိုထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ပြန်လဲစုဖွဲ့ဖို့အချိန်မရလိုက်ခင်မှာပဲနောက်ထပ်တိုက်ခိုက်မှုတစ်ခုစတင်နေပြီဖြစ်ပါတယ်။ဒီဖြက်စီးနိုင်သွန်းကို130ကီလိုမီတာ82မိုင်ကျော်တဲ့ခရီးသွားနိုင်တဲ့အကွာအဝေးနဲ့ပေါင်းစပ်ထားပြီး JSOWC ဟာ F18 လေယာဉ်ကိုဟူဒီများရဲ့လေကြောင်းရန်ကာကွယ်ရေးအန်ရဲ့အပြင်ဘက်ကနေတိုက်ခိုက်နိုင်တဲ့လွတ်လပ်မှုကိုပေးပါတယ်။၎င်းရဲ့မြန်မာရဲ့အမြင့်ပြစ်လွှတ်မှုပုံစံကြောင့် ၎င်းဟာပြင့်မှတ်သေးသူတိကျသွားထိမှန်မခြင်းမိနစ်ပိုင်းအထိအတန်တိတ်လျှော့ကြနိုင်ပါတယ်ပြင့်မှတ်ထိရောက်သွားတဲ့အခါ၎င်းဟာပြင့်မှတ်ဗဟုမှာ၁၀ဘီတွင်းဆင်းသက်ရမှာမလွဲခဲ့ပါဘူးဒါက၎င်းကိုတိုက်လေရင်ကနေပြစ်လွတ်တဲ့စနိုက်ပါတနက်ကြီးတစ်ခုလိုဖြစ်စေပါတယ်ဒီလိုတိကျမှုကိုဖြစ်ပေါ်စေတာကအလွန်ဆန်းသစ်တဲ့ဤပညာတချို့ပါ JSOWC ကိုထူးခြားသည့်အရာတစ်ခုက၎င်းမှာလမ်းညွှန်စနစ်အတွက်၃မျိုးပေါင်းဆက်ထားတဲ့ရွေးချယ်စရာများရှိတာပါ ထမဆုံးကတော့တင်ရင်းနေပြီးသားဖြစ်နိုင်တဲ့ GPS ပါပြစ်လွတ်ပြီးနောက် GSOWC ဟာ GPS နဲ့ Inertial Landing စနစ်ကိုပေါင်းစပ်အသုံးပြုပြီးလမ်းကြောင်းရှာဖွေပါတယ်၎င်းရဲ့ GPS လက်ခံကိရိယာကစစ်ဘက်သုံးကုတ်ဖြည့်ထုတ်လွှင့်တဲ့ဂျူဒူများကိုချိတ်ဆက်ပြီးမူလပြန်တမ်းမှုလမ်းကြောင်းကိုသတ်မှတ်ပါတယ်တစ်ချိန်တည်းမှာပဲ၎င်းရဲ့သင်္ဘောပေါ်မှာရှိတဲ့ Inertial Landing စနစ် INS ဟာ Laser လက်စွပ် Gyroscope နဲ့အချိန်တိုင်းကိရိယာများပါဝင်ပြီး GPS ပိတ်ဆို့ခံရရင်တော့၎င်းရဲ့အမြန်ထုံးဥတီယာနဲ့အနေထားကိုခြေရာခံနိုင်ပါတယ်။ဒီစနစ်တစ်ခုပေါင်းစပ်မှုကလက်နက်ကို82မိုင်အကွာဝေးမှာကြိုတင်စီတင်ထားတဲ့လမ်းကြောင်းအတိုင်းဆယ်ဘေးအတွင်းတိကျသွားပြန်တန်းနိုင်စေပါတယ်။ GPS မရရှိနိုင်တဲ့ပတ်ဝန်းကျင်မှာတော့ INS က GSOWC ဟာ15ပေထွက်ပုံမလွဲမှာတည်ကြပါတယ်။မြေမျက်နှာသွင်းမြင်နောက်လိုက်လှုပ်ဆောင်တဲ့ algorithm များနဲ့ရှော့ချထိချုပ်မျက်နှာပြင်များပါရှိတာကြောင့်၎င်းဟာတားဆီးများကိုရှောင်ရှားဖို့လမ်းကြောင်းချိန်ညှိနိုင်ပြီး မြေမျက်နှာသွင်းပြင်ကိုအသုံးချကာဖမ်းယူဖို့အလွန်ခက်ခဲစေပါတယ်။ဒါပေမဲ့ DGBS INS နဲ့ဟာဗဟိုဖောက်ဒုံးများနဲ့ JDMS လက်နက်အမျိုးအစားတစ်ခုလုံးမှာစေစုနှစ်များစွာ အသုံးပြုခဲ့တဲ့စနစ်ဖြစ်ပါတယ်။ JSOWC ကိုတကယ်ထူးခြားစေတာက GPS နဲ့အတူနောက်ထပ်စနစ်နှစ်ခုရဲ့ပေါင်းစပ်မှုပါ။ဒီမှာမြင်ရဖို့ခက်ခဲပေမဲ့၎င်းရဲ့နှာခေါင်းထိပ်မှာရှိတဲ့ infrared ပုံရိပ်ရှာဖွေကိရိယာပါ။ ထိမှန်ဖို့30စက္ကန့်ခန့်မှာ JSOWC က၎င်းရဲ့ရှာဖွေကြိယာကိုစတင်အလုပ်လုပ်စီပါတယ်။ဒီရှာဖွေကြိယာကအောက်မှာရှိတဲ့စစ်မြေပြင်ကိုစကန်ဖတ်ပြီး၎င်းမြင်ရတဲ့ပုံရိပ်ကို mission စီစဉ်သူများကပြစ်လွှတ်မှုမတိုင်ခင်ထည့်သွင်းထားတဲ့ပြစ်မှတ် area ရဲ့ကြီးညွှန်းပုံရိပ်နဲ့နှိုင်းယှဉ်ပါတယ်။ဒီ infrared ion ခံကြိယာရဲ့ရုပ်ထွက်ပြသမှုဟာအလွန်တိကျလွန်းလို့ truck ကားနဲ့တင်ကားကိုခွဲခြားနိုင်ပြီးသင်းမောတစီဒါမှမဟုတ်လေပတ်နေတဲ့မီးရဲ့အကျွင်းကျန်အပူနဲ့ဖုံးကွယ်ထားတဲ့ဗဟိုတွင်းကိုတောင်သိရှိနိုင်ပါတယ်။ ပြစ်မှတ်ကအနှဲငယ်ရွှေ့သွားခဲ့ရင်တော့ရှာဖွေကရိယာက၎င်းရဲ့ပြစ်မှတ်ထားနေရာကိုအလိုလျောက်ပြုပြင်ပြီးနေရာအသစ်စီဦးတည်နိုင်ပါတယ်။ဒါက၎င်းကိုဆယ်ပေထက်ပိုတိကျသွားထိမှန်နိုင်စေပါတယ်။ဒါဟာ JDAM များထက်တည်တာတဲ့အားသာချက်ဖြစ်ပြီး JDAM များဟာနောက်ဆုံးဆင်မှာမမြင်ရဘဲယခုအခါမမျှော်လင့်ထားတဲ့ GPS ကိုသာအားကိုးနေရပါတယ်။နေ့လယ်ပိုင်းရောက်တဲ့အခါစာတာမြို့မြင်ကွင်းထဲရောက်လာပါတယ်။တိုက်ခိုက်မှုခုနှစ်ခုနဲ့ရီမန်းချက်တစ်ခုက ဒေတာရင်းအလင်းရောင်များကိုပိတ်ပြီး၎င်းပဝင်းကျင်ရှိဟူတီစစ်စခန်းများအားလုံးကိုဖျက်ဆီးစေကိုပါ F18 လေယာဉ်များဟာ JSOWC များကို၎င်းတို့ရဲ့အမြင့်ဆုံးပစ်လွတ်ကွာဝေးနီးကပ်မှပစ်လွတ်ခဲ့ပြီးလက်ကင်လေးချောင်းရန်ကာဝေးရေးစနစ်များရဲ့ချိန်ချောက်မှုကိုရှောင်ရှားခဲ့ပါတယ်။အဲဒီမနက်မှာ ရေတက်ကတပိုးအိမ်ကိုကန်ခဲ့ပြီး အခုတော့ဓာတ်စီလောင်းနေတာပါ။၎င်းတို့ရဲ့နောက်ဆုံးရှာဖွေကြိယာများနဲ့ GPS လမ်းညွှန်မှုကြောင့်ဒီဒုံးကြီးများဟာပြင်မှတ်တစ်ခုစီမှာဆယ်ပေအတွင်းထိမှန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကဓာအားပေးစက်ရုံများကိုပျို့ချစေခဲ့ပြီးဟူသီများရဲ့ရေဒါနဲ့မြေလေဒုံးကျည်နေရာများကိုလဲပတ်စီတဲ့ပြည့်စစ်ဓာအားလိုက်များကိုဖျက်တောက်ပစ်ခဲ့ပါတယ်။ဒါဟာအင်အားပြသယုံသာမဟုတ်တော့ဘဲအမေရိကန်ကဟူသီများကိုအပြစ်ခတ်ရစဲရုပ်ကိုလက်ခံသည့်အထိဆက်လက်ထိုးနှက်သွားမယ်ဆိုတဲ့ထုတ်ပြန်ချက်တခုပါ။ဒါပေမဲ့အခုချိန်မှာတော့ဆက်လက်လှုပ်ဆောင်ရမယ့်အချိန်ပါ။ဒါပေမဲ့ဒုံးကျည်ဟာဒီမာရင်ပြီးဆုံးသွားတာမဟုတ်ပါဘူး။၎င်းမှာနောက်ထပ်လှည့်ကွက်တစ်ခုကျန်ရှိသေးပြီးအီရန်ကဟူသီများကိုပေးထားတဲ့မြည်သည့်အရာမဆို ၎င်းကိုဘယ်တော့ခါမှအနိုင်မယူနိုင်စေဖို့တေချာစီပါတယ်ဒီစနစ်ကို link system လို့ခေါ်ပါတယ်၎င်းဟာ password ထားပြီးပိတ်ဆို့မှုတန်ခံနိုင်တဲ့ data link တစ်ခုဖြစ်ပြီး operator များက JSOWC ရဲ့ပြည့်မှတ်ကိုပြန်တန်းနေစဉ်တွင်လုံခြုံတဲ့ digital ချိတ်ဆက်မှုကိုအသုံးပြုပြီး update လုပ်နိုင်စေပါတယ်လေကြောင်းထိန်းချုပ်သူများကအသစ် ordinate များပေးပို့နိုင်သလိုပြည့်မှတ်ထားနေရာကိုပြောင်းလဲနိုင်ပြီးဒုံးကြီးကိုလုံးဝကွဲပြားတဲ့ပြည့်မှတ်တစ်ခုစီပြန်လဲတက်မှတ်နိုင်ပါတယ် ဒါဟာအချိန်ကန့်သက်ထားတဲ့ဒါမှမဟုတ်တံပိုးမြင့်ပြတ်မှတ်ခုပြစ်လွတ်ပြီးနောက်ရှာဖွေတွေ့ရှိခဲ့တဲ့အခါအထူးအသုံးဝင်ပါတယ်။ Leicester ရဲ့အကွာအဝေးကအမြင့်ပေါ်မူတည်ပြီးပင်လယ်မိုင်300ခန့်ရှိပြီး message များကိုစတင်ပြီး1.5စက္ကန့်အတွင်းပို့လွှတ်ပါတယ်။တိုက်ပွဲမှာဆိုရင် Truman Thimot ကတပ်မှုတဦးကဝင်လာတဲ့ GSOWC ဒုံးကြီးတစုကိုပြိုကျနေတဲ့ဗဟိုတွင်းတစ်ခုကနေပောက်ကွဲမှုစုံကနေထွက်ပြေးနေတဲ့မိုဘိုင်းအမိန့်ပေးရေးစခန်းစီပြန်လည်ညွှန်ကြားနိုင်ပါတယ်။ ဒါဟာလေရင်မှုကိုနောက်ထပ်တစ်ကြိမ်ပြန်လဲပတ်မလာစီပဲဖြစ်ပေါ်ပါတယ်။ဒါပေမဲ့ဒီလေရင်မှုများကဖူတီများကိုဒုတိယအခွင့်အရေးပေးမှာမဟုတ်ပါဘူး။လေရင်ဒေသမောပေါ်မှာလက်နက်ပြန်တက်ဆင်ပြီးနောက်ဖွဲ့သီးမှုများကထိုနေ့မွန်လွဲပိုင်းမှာမာရစ်ပြည်နယ်သို့ထပ်မံထွက်ခွာခဲ့ပါတယ်။အဲ့ဒီမှာစူပါအော့နက်လေရင်လေးစီးကနိုင်ပါသွားဝင်ရောက်လာပြီးဖူတီများကလုံခြုံနေထင်ထားတဲ့စခန်းလေးကိုကိုဖျက်ဆီးခဲ့ပါတယ်။ပြန်လာတဲ့လမ်းမှာဖွဲ့သီးမှုကအယ်ဟူဒါမှာရှိတဲ့ဟူတီရေတပ်စခန်းမှာဘုံများချဲချခဲ့ပြီး လှေပစ်လွှတ်ရာနေရာ၃ခုနဲ့အမိုးကာများအပြင်ဂျန်သူလှေများအနည်းဆုံးတရာစင်ကျော်ကိုဖျက်ဆီးခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်လေရင်တင်သင်းမော်မော်ပြောင်းရတဲ့အခါ Truman ရဲ့လေကြောင်းဖွဲ့ဟာလက်နက်တွေထပ်ပိုးတဲ့အရာတစ်ခုနဲ့ထွက်ခွာမှာပါ။ဒီနောက်ထပ် mission အတွက် American စစ်တပ်ကများစွာလှုပ်ဆောင်နိုင်ပေမယ့်စီတတိုင်းကြီးထဲနဲ့နေရာ၇ခုကိုမရောက်နိုင်ပါဘူး။ကံကောင်းထောက်မှာသွား F18 လေယာဉ်များမှာ၎င်းတို့ရဲ့ကိုပိုင်စီဖြည့်စခန်းများတပ်ဆင်ထားပါတယ်။ F18 တစ်စီးစီမှာအတွင်းပိုင်းစီလီဘာ 1860ပေါင်ခန့်သယ်ဆောင်ထားပြီး၎င်းကိုလေရင်ကိုယ်နဲ့တောင်ပံများအတွင်အများအပြားမှာဖြန့်ဝေထားပါတယ်။ဒီလိုအကွာအဝေးမရှင်များမှာ၎င်းတို့ကပြင်ပစီတိုင်ကြီး၃ခုထိသယ်ဆောင်နိုင်ပြီးတောင်ပံတစ်ဖက်စီအောက်မှာတစ်ခုစီနဲ့ဗဟုမာတစ်ခုပါ။ဒါကစုစုပေါင်းစီပမာဏကို နောက်ထပ် ပေါင်၈000အထိတိုးမြှင့်ပေးပါတယ်။ဒါပေမဲ့ဒါကတော့ပြစ်မှတ်အားလုံးကိုရောက်ပြီးဘေးကင်းစွာပြန်လာဖို့လုံလောက်တဲ့နေထားမရှိပါဘူး။ဒီမှာဘတ်တီပေါ့လို့ခေါ်တဲ့အရာတစ်ခုပါဝင်လာပါတယ်။ အကယ်၍သင်တတိထားမိခဲ့မယ်ဆိုရင်ဒီမစ်ရှင်မှာရှိတဲ့ F18 လေယာဉ်တချို့ဟာဘုံးတွေတင်ဆောင်ထားအောင်လည်းမဟုတ်ပါဘူးဒီမှာ၎င်းတို့ရဲ့ဗဟိုကိုယ်တွေအောက်မှာကြည့်လိုက်ရင် AA42R1 Battisto C ဖြစ်ပြီးတဲ့ port ကိုတွေ့ရမှာပါဒီ port ကနေ P30 ရှိတဲ့ရေပိုက်တစ်ခုကနောက်ဘက်မှာထွက်လာပြီးအဆုံးမှာချင်းနှောင်းတစ်ခုပါရှိပါတယ်။စီဖြည့်ဖို့အတွက်စီယူမဲ့လေယာဉ်ကစီဖြည့်ပေးတဲ့လေယာဉ်နောက်မှာတန်းစီပြီး၎င်းရဲ့နှာခေါင်းပေါ်ကစီဖြည့်ပိုက်ကိုဆန့်ထုတ်ကာချင်းနှောင်းနဲ့ညင်သာစွာထိတွေ့ပေးရပါတယ်။ ချိတ်ဆက်ပြီးဒီနေ့စီဟာ10မိနစ်လျင်15ပေါင်နှုန်းနဲ့စီးစင်းစီပြီးလေရင်ဖူးရဲ့ရှူတောင်းကနေဒါဟာပေ2000မြန်မာဘဲလေးအကတခုလိုပါပဲလေရင်နှစ်စီးဟာတင်းကျက်တဲ့ဖွဲ့သီးမှုနဲ့အတူတူကပြရပြီးတောင်ပန်းများကစန့်ကျင်နေကအင်ဂျင်များကအချိန်ပြောင်းလဲနေပါတယ်ဒီ2မိနစ်မှ5မိနစ်ခန့်ကြာတဲ့လုပ်ငန်းစဉ်အတွင်းလှုပ်ရှားမှုတိုင်းဟာတိကျရပါတယ်ဘက်တီစတိုးဟာစီပေးလှူတဲ့လေရင်ရဲ့ပြင်ပစီတိုင်ကြီးများကနေ10မိနစ်လျင်ပေါင်2000နှုန်းနဲ့စီပေါင်8000အထိထုတ်ယူပါတယ် ဒီအားလုံးဟာတစည်းနဲ့တစည်း85ပင်အကွာမှာအမြန်နှုန်း250 knot နဲ့ဖြစ်ပေါ်နေတာပါဒီစနစ်က F18 ရဲ့တိုက်ခိုက်ရေးအကွာဝေးကို450ပင်လယ်မိုင်ခန့်အကနေ900ကျော်အထိတိုးမြင့်ပြီးဝန်ဆောင်မှုနဲ့ profile ပုံမှာမူတည်ပါတယ်၎င်းက၎င်းတို့ကိုပိုနဲ့ဆိုင်စွာတိုက်ခိုက်နိုင်နေပြီးပိုကြရှည်နိုင်ကလေတက်စီဖြစ်လျင်များကမမိခိုးဘဲဘေးကင်းစွာပြန်လာနိုင်စီပါတယ်ဒါပေမဲ့အားနည်းချက်များလည်းရှိပါတယ်စီဖြစ်လျင်ဖြစ်ပြန်တန်းတာကစွဲငင်အားကိုတိုးစေပြီးအမြန်နှုန်းကိုလျှော့ချတာက လေရင်သေးဆောင်နိုင်တဲ့လက်နက်ပမာဏကိုကန့်တတ်ပါတယ်။ထပ်ပြီးထိတွေ့မှုတင်မတော်တဆဖြစ်မှုတစ်ခုကစီဖြစ်ပိုက်ကိုဆွဲဖြုတ်နိုင်တယ်လို့ဆွဲယူတဲ့ drug ကိုလည်းလုံးဝဖျက်ထုတ်ပစ်လိုက်နိုင်ပါတယ်။ဒါဟာတွက်ချက်ထားတဲ့အန်ရီတစ်ခုဖြစ်ပေမဲ့ဒီမရှင်ဆက်လက်ဖြစ်ပေါ်ဖို့ရေတက်ကလက်ခံထားတဲ့အန်ရီတစ်ခုပါ။အဲ့ဒီညနေပိုင်းမှာဖွဲ့သီးမှုဟာ sorry အရိပြနေဆက်နာကိုနှီးပါရောက်ရှိလာခဲ့ပြီးစာတက်ပြည်နယ်မှာရှိပါတယ်။ပေးဖွေးဘုံများနဲ့လက်နက် တက်ဆင်ထားတဲ့ F18 လင်းရင်နှစ်စီးကအပေါ်ကနေဖြတ်ပြန်တမ်းပြီး ကျေးလက်ဒေတာမှာတည်ထားတဲ့ခဲယမ်းတူလောင်များပေါ်မှာ၎င်းတို့ရဲ့ဝင်ထုတ်ကိုကျဲချခဲ့ပါတယ်။ကြံတဲ့ F18 လေယာဉ်6စီးကတော့၎င်းတို့ရဲ့အဓိကပြင်မှတ်ဖြစ်တဲ့ဟာဇန်မျိုးစီခွဲထွက်သွားခဲ့ပါတယ်။ဟာဇန်မျိုးမှာတိုက်ခိုက်မှု12ခုကမျိုးကိုလှုပ်ခတ်စေခဲ့ပြီးဇူလိုင်လ၄ရက်နေ့ရဲ့အထိမှတ်ကိုလာပေါင်းများစွာစောလျင်စွာယူဆောင်လာခဲ့ပါတယ်။ဟူဒီစစ်စကန်3ခုခဲယမ်းတူလောင်ရုံ2ခုနဲ့ခိုင်ခန့်တဲ့ဗဟိုတွင်းရပ်ကွက်တစ်ခုလိုအားလုံးဖျက်ဆီးခံခဲ့ရပါတယ်။ဘက်တီစီဖြစ်စနစ်မရှိခဲ့ရင်ဒီအရာတွေဘယ်တော့မှဖြစ်မလာခဲ့ပါဘူး။ ဒီလိုနယ်မြေအများပြားကိုဖျက်ချော်ပြီးဒီလောက်ထိဆက်လက်ထိန်းသိမ်းထားတဲ့အရှိန်နှုန်းနဲ့ဖြစ်ပေါ်လာမှာမဟုတ်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ